ဒီနေ့တော့သင်အတွက်တမန်ကျမ်းစာဆိုရဲခေါင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ယောဟန်ခရစ်ဝင်ကျမ်းအခန်း20စာပိုက်30နဲ့31ကိုဖတ်ပါမယ်။ဤကျမ်းစာ၌ရေး၍မထားသော အခြားနမိတ်လက္ခဏာများတို့ကိုလည်းယေရှုသည်တပည့်တော်တို့မျက်မှောက်၌ပြတော်မူ၏။ယေရှုသည်ခရစ်တော်တည်းဟုသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံမိအကြောင်း ထို့သောယုံ၍နာမတော်အဖြစ်အသက်ကိုရမည်အကြောင်းဤမျှလောက်ရေးထားလျက်ရှိ၏လို့တွေ့ရတယ်။ကျမ်းစာနော်ကျမ်းစာနဲ့ပတ်သက်လို့ဒီနေ့ကျွန်တော်ခရိယန်ဟိုအတိုင်းဝိုင်းထမ်းမှာတော်တော်လေးအငင်းပွားရတာရှိတယ်ပေါ့။တချို့ကဒီကျွန်တော်တုံးနေတဲ့နော်ကျမ်းစာပေါ့66ဆောင် ထဲမှာမပါတဲ့အရာများစွာလဲတဲ့ရှိတယ်တဲ့ဒီမှာရေးထားတဲ့အတိုင်းပဲပါလေကျမ်းစာထဲမှာမပါတဲ့နမိတ်လက္ခဏာများစွာလဲရှိသေးတယ်တဲ့နော်တ aya ောင်ဒီကျမ်းစာဟာမပြည့်စုံတလူလူနဲ့နော်တခြားအရာတွေလဲဟာလားဟိုကျမ်းစာပဲလို့သူတို့ထင်တယ်ပေါ့နော်မရေးတာပဲရှိတယ်ပေါ့အဲ့ဒါကမှားပါတယ်ပေါ့နော်ဒီယောဟန်ခန်းနဲ့ 21စာပိုက်25မှာလည်းတိုင်းမပြောတယ်နော်ယေရှုပြုတော်မူသောအခြားမှုအရာများရှိသည်ထိုအမှုအရာရှိသည်များတို့ကိုအတိအချာရေးထားလျင်မြေကြီးမဆက်နိုင်အောင်စံစာများပြားလိမ့်မည်ဟုထင်မှတ်ခြင်းရှိ အတိဘယ်ကတော့ဟိုယေရှုနော်33နှစ်အသက်ရှင်တယ်လေအဲ့ဒါမှအများကြီး ူပြုတ်ခဲ့တဲ့အရာတွေရှိတယ်ပြောခဲ့တဲ့အရာတွေရှိတယ်ထိုနဲ့တူအမှုရဆောင်တဲ့ခါမှာလည်းနမိတ်လက္ခဏာများကြီးပြတာရှိတယ်နော်အဲကျန်တာလည်းအများကြီးလုပ်သေးတယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေအလုံးထဲမှာမှကောက်နှုတ်ပြီးတော့မှဝိညာဉ်တော်ကကျမ်းစာအဖြစ်နဲ့မှတ်တမ်းတင်ခိုင်းတာကတော့အခုကျွန်တော်သုံးတဲ့စာအုပ်ပဲဖြစ်တယ်ဒါလို့ပြောချင်တာ ပြောချင်တာကတော့မရေးဖြစ်တဲ့ယေရှုလှုပ်တဲ့အရာတွေဟာစံစာမဟုတ်ဘူးအဲ့လိုပြောချင်တာအဲ့ဒါဆိုရင်စံစာကဘယ်ဟာကိုပဲယူတယ်လဲလို့ပြောရင်တော့ခုနအထက်မှာကျွန်တော်ဖတ်တဲ့အတိုင်းပဲနော်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ရှင်ဖြစ်ယုံကြည်ပြီးနော်ဟာလာကျေတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ခြင်းအဖြစ်ထာဝရအသက်ရဖို့အတွက် အေဝံဂေလိနော်တရင်စကားကိုသာသူကမှတ်တမ်းတင်ပြီးရေးတာကိုကြမ်းစာလို့ခေါ်တယ်လို့ပြောချင်တာဖြစ်ပါတယ်။တာယောယေရှုပြုတ်ရအများကြီးရှိသေးတယ်ဒီကြမ်းစာမှာမပါရရှိသေးတယ်။ဒါကြောင့်ဒီလိုဒီလိုဒီလိုတင့်တော်တယ်ရှေးလူကြီးတွေရှေးယုံကြီးတွေဒီလိုလှုပ်ခဲတယ်။အဲ့ဒါတွေရှောက်ရှောက်လှုပ်ဖို့မဟုတ်ပါဘူး။အဲ့ဒါကြမ်းစာမဟုတ်ပါဘူး။နော်။ဒါကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်။ကြမ်းစာရေးတဲ့အခါမှာအလုံးတည်တဲ့အတိုင်းပဲ။နော်ပရမတ်ဆုံးရေးတဲ့ ဒီမောရှိနော်ဒါဘုရားသခင်ကိုယ်တိုင်ကတိနတ်တော်မှာနော်တေချာဖွင့်ပြပြီးတော့မှဟာလာဖွင့်ပြတဲ့အတိုင်းသူရေးတာဖြစ်ပါတယ်မြတ်တော်ဆယ်ပါးဆိုဘုရားသခင်ကိုယ်တိုင်လက်ညှိုးနဲ့နော်အเจ้าမှာရေးတာဒီတိုင်းမှာပဲကျမ်းစာအားလုံးကဝိညာဉ်တော်ဟာလာရဲ့ထုံထင်းချုံမှုနဲ့ရေးတာဖြစ်တယ်အဲ့ဒါကိုဘုရားသခင်မှုတ်သွင်းတယ်လို့ခေါ်တာ မရေခင်ကတည်းကလူကိုဖះရွေးတယ်ပြီးရင်ရွေးတဲ့ချိန်မှာလဲဖះသခင်ကထိန်းချုပ်ပြီးတော့မှဘလူရေးပါဘလူရေးပါဘလူရေးပါလို့ခိုင်းလို့အเจ้าရအများကြီးထဲကမှ ကောက်နှုတ်ပြီးတော့မှယေရှုနဲ့ဆိုင်မဲ့အရာနော်တမဟောင်းကျမ်းဆိုတော့လူစားတိခံယူရက်ခရစ်တော်နဲ့ဆိုင်တဲ့အရာဓမ္မတိကျမ်းဆိုတော့ဗာလေအေယုန်ကိလိနဲ့ဆိုင်တဲ့အရာအရာကိုသာသူကစုစည်းပြီးတော့မှ ရေးထားတာကိုတမချမ်းစာလို့ခေါ်တာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဒီတမချမ်းစာကိုပြန်ပြီးတော့မှဟိုမြင်ငင်းပြီးတော့မှကျွန်တော်ဟိုတချို့ယုံကြည်သူတွေပေါ့ဆရာကြီးတွေကကျမ်းပြုစုပြီးတော့မှဟာလာရေးတာလည်းရှိပါတယ်ဒါကထာဝရဘုရားတမချမ်းစာမဟုတ်ပါဘူးဒီချမ်းစာ66အုပ်ထဲကမှပြန်ပြီးတော့မှမြင်ငင်းပြီးတော့မှ ပြုစုထားတဲ့စာအုပ်ကျမ်းပြုစုတယ်လို့ခေါ်တာပေါ့ဒါကိုကျွန်တော်ကျမ်းစာအနေနဲ့သုံးဖို့မဟုတ်ဘူးပေါ့ဒါလေးတွေကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်နော်ဆိုတော့ယောဟန်ခန်းငါစာပိုက်39မှာကျမ်းစာအဖြစ်ထာဝရအသက်အရမြို့စိတ်ထင်နေတဲ့တို့ဒီကျမ်းစာကိုစိစိကြည့်စုကြိုက်ထိုကျမ်းစာပင်ငါ့တက်တည်ဖြစ်ကဲဓမ္မောင်းကျမ်းတအုပ်လုံးကယေရှုအကြောင်းပဲ ရေးတာကျန်နာမေးကိုမှဆိုကြပါစို့မောရှိရဲ့အကြောင်းနဲ့ညိုင်းရှိတဲ့ရေးစရာမရေးဘူးနော်အာပြန်အကြောင်းဆိုလဲဟုတ်တယ်မလားသူရဲ့တားမီးတွေနဲ့နေတဲ့အကြောင်းနဲ့ဘာမှမရေးဘူးအကုန်မပါပါဘူးပေါ့အကုန်မပါပါဘူးတရင်မှာပဲဒေးဗစ်တို့ဆိုလမုန်တို့ဆိုတာသူတို့ရဲ့အထုပ်ပတ်တိစောက်ထဲမှာအသေးစိတ်ရေးတာဖြစ်တယ်ကျန်းစာဖြစ်မပါပါဘူး အဲ့မှာပါတဲ့ဟာကိုကျွန်တော်ကိုးကားပြီးတော့ရှောက်ရှောက်ပြီးတော့မှတွင်တင်အဲ့ဒါစန်းစာမဟုတ်ဘူးဆိုတော့နားလည်ဖို့ဖြစ်တယ်။ဒါကြောင့်စန်းစာသည်နော်ဘယ်ခင်ကိုရင်ထိန်းချုပ်ပြီးတော့မှသူ့ရဲ့လူတွေကိုရေးခိုင်းတယ်အဲ့ဒါသည်ယေရှုရဲ့တက်တည်ဖြစ်တယ်ဒီလိုပဲကျွန်တော်တို့အတူချုံနားလည်ဖို့ဖြစ်တယ်ပေါ့နော်။ကဲဟုတ်ပြီ။စန်းစာရဲ့နော်အချိုးကျစိုးကဘာလဲပေါ့ အဲ့တော့ပရမဆုံးတော့ခုနထာဝရအသက်ပေါ့နော်ထာဝရအသက်ပေါ့ကဲဘယ်ထာဝရအသက်အရင်ရှုပ်ဝယုံကြည်တော်သူထာဝရအသက်ရတယ်ပေါ့နော်ကဲတင်ချင်းသူရောက်ပြီးထာဝရအသက်ရတယ်ဟုတ်ပြီအဲ့ဒီထာဝရအသက်ကိုရတဲ့ယုံကြည်သူတွေအတွက်နော်ဒီနေ့နောက်တစ်ဆင့်ကျမ်းစာရဲ့အကျိုးကျေးဇူးကပါလေတဲ့နှစ်တခန်း3စာပိုက်16ဆက်ခွန်မှာထိုကျမ်းစာရှိသည်မြသည်ဖျားခင်မှုတ်သွန်းတော်မူအသည်ဖြစ်၍ ဘုရားသခင်လူသည်စုံလင်တော်သူကောင်းတော်အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းကပြင်ဆင်တော်သူဖြစ်မိကြောင်းဩဝါဒပေးခြင်းအပြစ်ကိုပေါ်ပြခြင်းဖြတ်မှတ်စွာပြုပြင်ခြင်းတရားကိုတုံသင်ခြင်းကျေးဇူးများကိုပြုတတ်၏အဲ့တော့တရားယုံကြည်သူဖြစ်ပြီဆိုရင်ဗာလေစုံလင်တော်သူဖြစ်ဖို့ကောင်းတော်အမှုအမျိုးမျိုးကိုပြုစုတော်သူဖြစ်ဖို့အတွက်ကျမ်းစာကတင်ကုန် မဆာမှာဖြစ်ပါတယ်ဒါတဲ့သူ့ရဲ့အကျိုးစီးပွားနောက်တစ်ခုကတော့ဗာလဲပြောရင်တော့ဒီယောရှုမဆာအခန်းတစ္ဆာပတ်ရှိမှာထူပညတ်တိကျမ်းစာနဲ့ရေးထားသမျှတိုင်းကြည့်မှုရှောင်ရှောက်ချင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေနင်းညမပြတ်ကြည့်ရှုဖတ်ရရမည်တုတ်ပြုတ်လင်းတင်တဲ့အကျံထမြောက်၍အောင်မြင်လိမ့်မည်လို့ပြောတာတွေ့ရတယ်ဆိုတော့ကျမ်းစာရဲ့အကျိုးစီးပွားနောက်တစ်ခုကဗာလဲသူက အကြံထမြောက်ပြီးအောင်မြင်မယ်နော်ဘလောက်ဒီကျမ်းစာရဲ့တင့်တွက်တမကျမ်းစာဖះပေးထားတဲ့ရွေချက်ဘလောက်ကောင်းလဲမှတ်ထားပါဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကျမ်းစာတိုင်းပဲနော်အလုံးလို့တာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တိတင်တိထိုက်တဲ့အရာအလုံးကိုထာဝရဘုရားတမကျမ်းစာထဲမှာမှတ်တမ်းတင်ထားတယ်နော်မလိုတိုင်းမတင်ဘူးနော်ဒါကြောင့် ကျမ်းစာမပြောလဲဆိုတော့ဟိရှာအခန်း55စာပတ်17မှာဆိုရင်ငိုင်းနှုတ်ကပတ်ဒီဖြစ်လိမ့်မယ်အကျိုးမရှိပဲငါထန်တော့နော်မပြန်ရငါအလိုကိုပြည့်စုံစေမည်ငါစေခိုင်းတော့အမှု၌အောင်လိမ့်မည်ပြောရတွေ့ရတယ်ဆရာဒီနေ့သင်တတမှာတလကောင်းတလောကလုံးမှာတလကောင်းဆွတ်ကြော်လာတစ်ခုလုံးမှာတလကောင်းဒီနေ့ ဘာဖြစ်နေသလဲလို့ပြောရင်ဒီတမကျန်းစာစီကွိုင်းအတိုင်းတွန်းနေတာဖြစ်ပါတယ်ကျန်းစာအတိုင်းတွန်းနေတယ်ဒါကြောင့်ခင်မနောက်ကြချင်မှုဆိုရင်တင့်တွက်ဖဲခင်ပေးထားတဲ့ကျန်းစာကိုနေ့စဉ်ဖတ်ဖို့လိုတယ်နားထောင်ဖို့လိုပါတယ်ဒါကြောင့်ဒီနေ့တင့်တွက်ကျန်းစာကနော်ဘာကိုအကျိုးပြုလဲဆိုတော့လောကီတာတဲ့အလုံး အပြစ်ငရဲကနေကဲတင်ချင်းခံရပြီးထာဝရအသက်ကိုရစေပါတယ်အဲ့ဒါယုံကြည်သူအတွက်ဖြစ်တယ်ပင်ရဲ့ယုံကြည်ပြီးသားသူအတွက်ဘာအကျိုးရှိလဲစုံလင်တော်သူ ဖြစ်စေတယ်လူသားပဲမစုံလင်နိုင်ပါဘူးအဲဟုတ်ပြီကျမ်းစာအဖြစ်စုံလင်နိုင်ပါတယ်ပင်ကောင်းသောအမှုမျိုးမျိုးကို ပြုတ်တတ်တော်သူပြုတ်ဆုတ်တတ်တော်သူဖြစ်စေပါတယ်ပင်ဘာဖြစ်စေလဲအကြံထမှတ်ပြီးအောင်မြင်စေပါတယ် ဒါကြောင့်တင့်အတွက်တပါချမ်းစာဘုရားသခင်ပေးထားတာအလွန်ပဲတန်ဖိုးကြီးတဲ့အတွက် နေစဉ်ဖတ်ရှုလေ့လာပါပြီးရင်ယုံကြည်ခြင်းနဲ့နာခံလက်လျှောက်ပါလို့ခမပေးနဲ့နေကုန်းချုပ်ပါရယ်ဘုရားသခင်သည်တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်